ားလုံးပဲမင်္ဂလာပါ PK Movie Guide Channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့ Disney Plus ကထွက်ရှိလာတဲ့အမိုက်စာ The Manipulator ရဲ့အပိုင်း1ကနေလေးဒီပြောပြပေးသွားမှာပါဆလန်လီကတော့ရိုးသားစူးစမ်းပြီးတစ်စက္ကန့်မှမလွတ်အောင်အလုပ်လုပ်တဲ့ဘက်ထဲကျွန်းဆိုတဲ့ delivery ကောင်းလေးနဲ့စတင်ထားပါရစေထဲကျွန်းရဲ့အိမ်မက်ကအပင်ဆိုင်ရတာနှစ်သက်တဲ့သူမို့လို့ပန်းမလေးတွေနဲ့ coffee ဆိုင်ဖွင့်မှုစူးစမ်းနေတဲ့သူပါသူ့ရဲ့တငယ်ချင်းနဲ့ချစ်သူကောင်းမလေးကလည်းသူ့ဆိုင်ဖွင့်မှုအတွက်ဝိုင်းဝန်းကူညီပေးကြပါရစေတနေ့ကျတော့ပုံမှန်အတိုင်း ိုင်း delivery ပို့ခဲ့ပေမယ်လေကားတဲ့အစင်းမှာ အပင်နေရာထားမနေလို့ဆိုပြီးအပင်ကိုနေအောင်ကြည့်ရတဲ့နေရာမှာ ထားပေးဖို့စာလေးပါခြံထားခဲ့ပါသေးတယ်နောက်တစ်နေရာကို delivery သွားပို့တော့အဖွားကိုတယောက်ကအထုပ်လေးကူတယ်ပေးပါလို့ပြောလို့ကူညီခဲ့ပါသေးတယ်ညရောက်တော့ညချာစားဖို့စတိုးဆိုင်မှာဝင်ဝင်ပြီးစတိုးဆိုင်နားမှာပဲထိုင်စားနေခဲ့ပါတယ်အဲ့ဒီအချိန်မှာသူ့နောက်ကဖုံးလာခဲ့ပါတယ်အဲ့ဒါနဲ့ထဲချွန်းလဲဖုံးကင်လိုက်တော့ဖုံးပြောက်သွားလို့သူရှိတဲ့နေရာကိုလာပို့ဝေးပါလားလို့ပြောခဲ့ပါတယ်ထဲချွန်း ်လည်းအလုံးလုံးနေတဲ့အချိန်အတွင်းမို့လို့ဆိုပြီးပြောခဲ့ပေမယ်စုချင်းငွေ13သိန်းပေးမယ်ဆိုလို့လိမ့်စာအတိုင်းသွားခဲ့ပေမယ်ဖုံးပိုင်ရှင်နဲ့မတွေ့ခဲ့ရပဲဖုံးကိုလှိုင်ကောင်းတဲ့ကတစ်တာထဲမှာထားခဲ့ဖို့ပြောခဲ့ပါလေတစ်တာထဲမှာလည်းစုချင်းငွေ3သိန်းကရှိနေခဲ့ပါတယ်နောက်နေ့ကျတော့သူ့အမေရဲ့နှစ်ပတ်လည်နေ့ကိုသူ့ညီလေးနဲ့အတူဖြတ်တန်းခဲ့ပါတယ်ဒီလိုနဲ့တနေ့မှမိုးရွာလာလို့အပင်တွေသိမ်းနေတော့သူ့ကိုမနှိမ်ကျင်နဲ့လူတက်မှုတရားခံအနေနဲ့ရဲတွေကလာဖမ်းသွားခဲ့ပါတယ်ထဲကျုံးဘက်ကလုံးဝမဟုတ်ဘူးလို့ ပြောနေပေမဲ့လည်းသက်သေမရှိတဲ့အတွက်ကြောင့်တရားရင်ဆိုင်တဲ့အစင်အထိရောက်သွားခဲ့ပါတယ်။သူ့ညီအပါဝင်တငယ်ချင်းတွေနဲ့ခေါင်းမလေးကရှင့်နေငါပြီးသူတို့ကိုယ်တိုင်းတေချာလိုက်ဆောင်ဆောင်ခဲ့ပါတယ်။တရားရင်ဆိုင်နဲ့နေကြတော့ထဲချုံးရဲ့ရှင့်နေဘက်ကသူ့ရဲ့လှုပ်ရှားမှုအချိန်တွေကိုအတိအကျပြသွားခဲ့ပါတယ်။ဒါပေမဲ့အမှုစစ်ကစစ်စစ်မြတ်မြတ်နဲ့အခါမှာတော့ပထမအချက်တေဆုံးသူရဲ့နေအိမ်ကိုပါဆဲသွားပို့ခဲ့ပေမဲ့ပြန်ထွက်လာတဲ့အချိန်ကကြာနေခဲ့တာပါ။ထဲချုံးလည်းအပင်ရွှေ့နေတဲ့ကိစ္စကိုပြောခဲ့ပေမဲ့အဲ့တိုက်ခန်းမှာအစတည်းကအပင်မရှိခဲ့ဘူးလို့ပဲပြန် င်ပြောခဲ့ပါတယ်ဒုတိယအချက်ထဲကျွန်း CCTV မှာအထုတ်ဆွဲထားတာကိုရိုက်မိထားတာပါဖြစ်ချင်တော့အဲ့ဒီအထုတ်ကအပိုင်းပိုင်းဖြတ်ခံနိုင်ရတဲ့အလောင်းထဲထားတဲ့အိတ်ပုံစံနဲ့ဆင်တူနေခဲ့ပါတယ်တတိယအချက်ထဲကျွန်းကနိလာသူရဲ့ဖုန်းကိုကင်နှားခဲ့တာပါသူအဲ့နေ့ကဖုန်းတပ်ပြန်ပို့ပြီးစုချင်းငွေရခဲ့ကြောင်းရှင်းပြပေမဲ့လည်းလိန်နေရလို့ပဲထင်ခဲ့ပါတယ်ဒါအပြင်လူသမှုဖြစ်ခဲ့တဲ့နေရာမှာလည်းထဲကျွန်းရဲ့တုပ်ရည်ကိုတွေးခဲ့တယ်ဆိုလို့သူ့ဤစားကလည်းပုံထဲမှာသူနဲ့ဆင်တူလက်ပတ်လေးကိုတွေ့လိုက်ရပါတယ်ထဲကျွန်းဘက်ကမဟုတ်ဘူးလို့ ပြောနေပေမဲ့လည်းလက်ရှိရှိနေကပါနှုတ်ထွက်သွားပြီသူ့ဤစားကလည်းလက်ပတ်ကိစ္စကြောင့်သူ့ကိုမယုံတော့ပါဘူးဒီလိုနဲ့ပဲထဲကျွန်းတယောက်မတရားခံရပြီးတသက်တကျွန်းထောင်ကျသွားခဲ့ပါတယ်နောက်နေ့ကျတော့ရှင့်နေတယောက်ကသူ့ကိုကုညီပေးမယ်ဆိုပြီးလာရှာခဲ့ပါတယ်တသက်ပြစရာဘာများရှိမလဲဆိုပြီးမေးတော့ထဲကျွန်းကအခင်းဖြစ်တဲ့နေရာကလက်ပတ်ကသူ့ဟာမဟုတ်ပဲသူ့လက်ပတ်ကသူ့ညီလေးခန်းထဲမှာကြွတ်ကျခဲ့တာဖြစ်မယ်လို့ဆိုပြီးပြောခဲ့ပါတယ်အဲ့ဒါနဲ့ရှင့်နေလဲလိမ့်စာတောင်းပြီးသူ့တို့ချကြည့်လိုက်မယ်လို့ပြောခဲ့ပါတယ်အဲ့ကနေ အပြန်လမ်းမှာ မရိမ့်မှုနဲ့ထောင်ချတဲ့လူတွေကို အပြစ်ပေးတတ်တဲ့လူမိုက်ကသူ့ကိုဆွဲခေါ်သွားပြီးရိုက်နှက်ပါတော့တယ်။ နောက်နေ့ထမင်းစားချိန်ရောက်တော့သူ့ကိုမနေရရိုက်ခဲ့တယ်။လူမိုက်ကောင်းဆောင်ရဲ့ညီမကမရင်ချင်းခံရပြီးတည်သွားလို့အလိုရီအပြစ်ပေးနေကြောင်းအခြားနှစ်ယောက်ကပြောပြခဲ့ပါဗါး။ပြီးတော့ထဲကျုံးကိုကူညီပေးမယ်လို့လိန်ပြောပြီးဝိုင်းနှိပ်စက်ကြပါရတယ်။နောက်နေ့ကျတော့သူ့ညီလေးကကိုကိုကိုသက်တည်သွားပြီးဆိုတဲ့တဲ့င်းကိုရှင့်နေစီကကြားလိုက်ရပြီးထဲကျုံးတယောက်ကိုကိုကိုသက်တည်ဖို့လုပ်ခဲ့ပါဗါး။အဲ့လိုနဲ့ဖះကြောင့်တက်တဲ့နေ့မှာနှွေုံရှင်းဆိုတဲ့ဦးလေးကြီးကသူ့ကိုပို့ပြီးကြန့်ခိုင်အောင်နေရမယ်ဆိုပြီးနေသိမ့်ပေးခဲ့ပါဗါး။အဲ့ဒီကစားပြီးထဲကျုံးကလက်ကျင်ကန်းတွေနေတိုင်း ်လုပ်ပြီးထောင်ထဲမှာလည်းဤပညာမျိုးစုံကိုသင်ယူခဲ့ပါတယ်။ဒါပေမဲ့လူမိုက်တွေရဲ့လက်ထဲမှာတော့နေတိုင်းရိုက်ခတ်နေရပါသေးတယ်။ငါးနှစ်ကြာတဲ့အခါရုံးရှိဦးလေးကြီးကထောင်လုံးတော့မဲ့နေမှုလို့သူ့အစားဖះเจ้าအကူလုပ်ပေးဖို့ပြောခဲ့ပါတယ်။သူ့ဖះเจ้าအကူလုပ်တဲ့နေ့မှာထောင်သားအစ်တစ်ကောင်လေးကိုထဲကျုံးကဖះသခင်ကိုယုံကြည်ကိုးကွယ်ဖို့ပြောခဲ့ပေမဲ့ကောင်လေးကသူ့ပါเจ้าထောင်ကြရလဲဆိုတဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။အဲ့လိုနဲ့ထဲကျုံးတယောက်သူ့ဖြစ်ရက်နဲ့တထက်တဲ့တူနေတဲ့အခါရှင့်နေကလည်းအလိန်ဆိုတာကိုသူသိခဲ့ရပါတယ်။အဲ့ဒီကစပြီးသူ လက်စားချေဖို့ဆုံးဖြတ်ခဲ့ပါတယ်။နောက်နေ့မနက်ကျတော့အဲ့ကောင်လေးကသူ့ကိုသူတက်တည်သွားခဲ့ပါတယ်။ဒီကိစ္စတွေကိုကြိုးကင်နေတဲ့သူကပတ်စံအရန်ချမ်းသာတဲ့ယိုဟန်ဆိုတဲ့သူပါ။သူကလူတွေကိုကြိုးကင်ချေလဲရတာကိုသဘောကျပြီးပြောနေတဲ့သူမျိုးပါ။နောက်နေ့ကျတော့ဥလီယုံရှစ်ကထောင်ဝင်စာလာတွေ့တဲ့အခါထဲကျုံကထောင်ထဲကထွက်မှလို့ပြောခဲ့ပါတယ်။အလိုကနဲ့ထွက်ပြေးဖို့အတွက်အချက်လက်တွေစပြီးစူဆောင်းပါတော့တယ်။ပထမအချက်ထွက်ပြေးဖို့အတွက်တာမန်ဝယ်စာဒုတိယအချက်လုံခြုံရေးကတတိယအချက်အလုတ်တော်ဝင်လွှဲပြောင်းခြင်းစ သဖြင့်အချက်လက်တွေစုဆောင်းနေခဲ့ပါတယ်။ဒါပေမဲ့ညာရောက်တော့သူ့အခန်းပေါ်လူတစ်ရောက်လာပေမဲ့လူတစ်ကလူမိုက်ကောင်းဆောင်သူ့ကိုတတ်ဖို့ခိုင်းလိုက်တဲ့သူပါ။ဒါပေမဲ့ထဲကျွန်းကိုမတတ်နိုင်ခဲ့ပါဘူး။အဲ့ဒါနဲ့ထဲကျွန်းလဲအဲ့ဒီပြဿနာကိုအရင်ဖြေရှင်းရမယ်ဆိုပြီးထမင်းစားချိန်လူမိုက်ကောင်းဆောင်ရှေ့မှာတွားထိုင်ခဲ့ပါတယ်။ပြီးတော့ထဲကျွန်းကမင်းညမလိမ်မိုင်းဆိုင်ရာစော်ကားခံရတာမင်းလောက်ခဲ့တာမလားဆိုပြီးတမင်တကာတွားဆွားခဲ့ပါတယ်။အဲ့လိုနဲ့လူမိုက်ကောင်းဆောင်လဲထားထုတ်ပြီးတိုက်ပိတ်ခံလိုက်ရပါတယ်။အဲ့ဒီအချိန်မှာတခြားလူမိုက်ကောင်းဆောင်ကအဲ့ဒါ ကိုမြင်ပြီးသဘောကျနေခဲ့ပါတယ်။ဒီလိုနဲ့သူထွက်ပြေးဖို့အတွက်တော့ကိုပုံတူပွားဖို့ဆက်လုပ်ပြီးအပင်အောက်မှာဖွက်ထားခဲ့ပါတယ်။နောက်နေကြတော့သူ့ကိုရှင်းဖို့အတွက်ကာကွယ်ဆေးထိုးဖို့ဆရာဝန်တယောက်လွှတ်လိုက်ပါတယ်။အားလုံးကိုနေလဲစားစားပြီးဆေးထိုးဖို့ပြောလိုက်ပေမဲ့ထဲကျွန်းကိုရဲတယောက်ကဂူညီတောင်းလို့ကားပြင်မူနေခဲ့ပါတယ်။အဲ့လိုနဲ့ထဲကျွန်းလဲရဲထမင်းတစားနေတဲ့အချိန်မှာသူပုံတူပွားထားတဲ့တော့ကိုတော့အတူလုံနေခဲ့ပါတယ်။ခဏနေတော့ရဲကပြန်ရောက်လာပြီးသူ့အတွက်ဟမ်ဘာဂါယူပေးခဲ့ပါတယ်။သူပြန်တော့မယ်ဆိုတော့ရဲကစစ်စ ေခဲ့ပေမဲ့မမိသွားခဲ့ပါဘူးအဲ့လိုနဲ့အပြန်လမ်းမှာအခြားလူမိုက်အဖွဲ့ကသူ့ကိုသူတို့နဲ့တက်ဖွဲ့တဲ့နေဖို့ကမ်းလှမ်းခဲ့ပါသေးတယ်စောနာကရဲစီမှမမိခဲ့တာကဟမ်ဘာကအိတ်ထဲမှာတော့ကိုထဲထားခဲ့တာပါခဏနေတော့သူ့စီကိုဆရာဝန်ကကာကွယ်စေးထိုးဖို့ရောက်လာခဲ့ပါတယ်ဆေးထိုးပြီးတာနဲ့ထဲကျွန်းတယောက်ထွက်ပြေးဖို့စတင်မာတော့တယ်ထဲကျွန်းကမီပလတ်ပေါက်ထဲကိုတန်းချောင်းထည့်ပြီးရဲစစ်မီကိုရှော့ဖြစ်အောင်လုပ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပွာထားတဲ့တော့နဲ့လုံချုံရဲကပ်ကိုတွားယူပါတယ်ပြီးတော့စတိုဂန်နဲ့မှအယက်တာအဝတ်တွားလဲပြီးကန်းတန်နမြေကတဆင့် ်လေဝင်လင်ထွက်ပိုင်လိုင်းကနေအဆောက်တွေမမြင်အောင်ဖြတ်သွားခဲ့ပါတယ်။အဲကနေထောင်ဝင်စာတွေ့ဖို့အတွက်စောက်ဆိုင်နေရာကိုရောက်သွားတဲ့အချိန်မှာဆောနာကဆေးထိုးလိုက်တဲ့ဒဏ်ကြောင့်မူးဝေဝေဖြစ်လာခဲ့ပါတယ်။နောက်ဆုံးဂိမ်းမကြီးကနေသူထွက်သွားတဲ့အချိန်မှာမေ့လေသွားခဲ့ပါတယ်။တစ်ဖက်မှာလည်းယိုဟန်ကပြိုင်ကားမောင်းနဲ့ပြိုင်ပွဲကိုကြည့်ရင်အထူးအိုက်တန်လိုမျိုးငပြောသည့်ခလုတ်ကိုနှိပ်လိုက်ရင်ငပြောကွန်ကျလာပြီးကားတွေချင်းချင်းတိုက်မိတာမျိုးအဲ့လိုမျိုးဆိုပိုပြောဖို့ကောင်းမယ်ဆိုပြီးပြောနေခဲ့ပါတယ်။တစ်ဖက်လူကတော့အဲ့လိုမျိုးတော့မရှိဘူးလို့ပြန်ပြောခဲ့ပါတယ်။ဒါက ာနဲ့ပဲယိုဟန်တယောက်သူ့စိတ်တိုင်းကြမှာဖြစ်လို့ဆိုပြီးစပွန်ဆာတွေကိုဖျက်သိမ်းခဲ့ပါတယ်။အလိုနဲ့ယိုဟန်တယောက်ထဲကျွန်းတို့ထောင်ကထောင်မှုကိုပြင်းမှုအများကြီးရှိတဲ့သူတွေကိုအပြင်ကိုထုတ်ပေးဖို့ရွှေကြောင်းနှချောင်းပေးပြီးစေခိုင်းခဲ့ပါတယ်။ထဲကျွန်းတယောက်ပြန်လို့လာတော့ထောင်ထဲကဆရာဝန်ကကြွက်သက်ဆေးတွေတောက်မိထားပြီးကံကောင်းလို့မတည်တာဆိုပြီးပြောခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲလူမိုက်ကောင်းဆောင်ပြန်လွတ်လာတော့ထဲကျွန်းကိုတတ်ဖို့ရောက်လာကြပါတော့တယ်။ထဲကျွန်းလည်းတပွဲတလန်းနှွှဲရပါတော့တယ်။ခဏကြာတော့ရဲတွေရောက်လာပြီးတိုက်ပိတ်ခံလိုက်ရပါတော့တယ်။အဲ့ဒီနေ့ ညမှာယိုဟန်ရဲ့အစီအစဉ်တိုင်းထောင်သား12ယောက်ကိုဖမ်းခေါ်သွားခဲ့ပါတယ်။ယိုဟန်တယောက်ထောင်သားတွေရဲ့မှတ်တမ်းကိုကြည်ပြီးသဘောကျနေခဲ့ပါတယ်။မနက်မိုးလင်းတော့ တို့ဆက်နှစ်ယောက်ကကွင်းမြင့်တစ်ခုတည်းရောက်လာခဲ့ပါတယ်။အပိုင်းလေးကတော့ဒီမှပြီးသွားခဲ့ပါတယ်။နောက်အပိုင်းတွေမှာအချင်းချင်းတက်ဖြတ်ရလောက်တဲ့အထိဂိမ်းတွေကစားခိုင်းမယ်လို့ထင်ပါတယ်။အပိုင်းတစ်ကနေလေးအထိကြည်ရသလောက်တော့ဒီပိုင်းမှာဇက်ရှိန်မကျသွားတဲ့အပြင်တော်တော်လေးမိုက်တဲ့ဇက်ကောင်းမှုလို့နောက်အပိုင်းတွေလည်းစောင့်မျှော်လိုက်ကြပါအောင်နော်။ K-drama အကြောင်းအပိတ်သတင်းတွေကိုသိချင်တဲ့ဆိုရင်တော့ channel ကို like and subscribe လုပ်ထားဖို့လည်းမေးပါနေအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။